ဗနတ်ဆိုတာရာချင်းလို့အဓိပ္ပာယ်ရဟုတ်လားအာရောင်ကြပရမလာပါတန်တုဋ္ဌိပရမန္တနာနဲ့ဟောနောက်ထပ်တစ်ခုထပ်ပြောတန်တုဋ္ဌိပရမန္တနာရောင်ရည်တင်းတိမ်ကျင်းနေနိုင်ခြင်းဟာအကောင်းဆုံးဥစ္စာပစ္စည်းအကောင်းဆုံးငွေပဲနော်တန်ဖိုးရှိသောငွေကြီးတန်ဖိုးရှိသောဥစ္စာပစ္စည်းဟာရောင်ရည်တင်းတိမ်ကျင်းနေနိုင်ခြင်း တော့ရောင်ရဲတယ်ဆိုတဲ့တန်တုတ်တီကိုပြင်းတာနဲ့တော့ရောမချဘူးဟုတ်လားတန်တုတ်တီရောင်ရဲတယ်ဆိုတာကကို့မှာဘလို့ခြေနေပဲဖြစ်နေနေအဲ့ဒီကို့ဖြစ်နေတဲ့အခြေအနေကိုကျင်းတတ်တဲ့စိတ်ထားနိုင်ဒါဘုံမကြည်မနှက်မဖြစ်ဘူးဟုတ်လားဘာပဲရရဘာပဲဖြစ်ဖြစ်အဲ့ဒီအနေထားလေးကိုစိတ်ကကြမ်းမှပြီးတော့ကျင်းတတ်ကျင်းတဲ့နေချမ်းသာတယ်မကျင်းတဲ့ရင်ချမ်းသာအောင် ဘုရားအပူမြင်ဆိုတော့ပူမြင်ကမှတ်ရကောင်းတယ်မြင်းကုန်တယ်တဲ့နေနေပေါ်မှာကုန်တင်ပြီးတော့ကုန်ကူးသွားကြတဲ့ခက်ကနော်ဒါကုန်ကူးသွားကြရင်လည်းညတညမှာတော့ခကြီးကအရေးကြီးလို့လို့ဆိုတော့ညအောင်တော့မနာတော့ဘဲနဲ့ညာရင်မိုးချုပ်သူ့ရဲ့ကုန်တဲ့အုပ်အားကိုလည်းဖြတ်ကြတယ်ခကြီးတော်လန်ကြီးကိုဖြတ် ကျက်တဲ့အခါကျတော့ညသံဃောင်းလောက်မှာတို့ထဲရနေပြီးတော့ဟေးအလုံးရက်စင်မိန်ပေးတယ်ကြားရအမောင်လေးကမိန်ပေးရဆိုတော့ဒီလူမျိုးလှမ်းပစ်လိုက်ရင်ဒုက္ခဆိုတော့ရရမှာပေါ့အလုံးဝင်လို့မြင်းမွာဆင်းရဆိုတော့အကုန်လုံးဆင်းရပြီးရင်မင်းတို့အောက်မှာနင်းမိနေတဲ့ကြောက်ခဲတွေကိုမင်းတို့မှာပါတဲ့အိတ်တွေထည့်လို့ခိုင်းတယ်ဘလို့ကရေမရှိတဲ့ချောင်းလေးတို့ဖျက်တယ်အဲ့ဒီအချိန်မှာရက်ခိုင်းပြီးထည့်ခိုင်းအာကိုယ်အနေနဲ့လေးရတဲ့ကြားရဲ့ ခြေထောက်နေမိတဲ့ကြောက်ခဲတွေထည့်ရမယ်ဆိုတော့ကြောက်ကြောက်လန့်လန့်နဲ့ပါတဲ့အိတ်ကုန်လေးတွေဆွဲချပြီးဒီကြောက်ခဲတွေထည့်ပြီးရင်မြင်းမော်ကိုတင်းမြန်မြန်သွားကြလို့ပြောကြောက်တော့ခိုင်းတဲ့တိုင်းလှုပ်ရမယ်အဲ့ဒါနဲ့မြင်းတွေကိုဒုံးဆိုင်ရန်သူနဲ့ဝေးနေတဲ့အမြန်သုံးရောက်ကိုရေးကြည့်ရဲဆိုတော့အတင်းရေးရမယ်အဲ့လိုနဲ့ပောင်ရီပြိုးလေးလင်းကဏီလေးရောက်လာတဲ့အချိန်ကရန်သူနဲ့လဲဝေးခဲ့ပြီးဟာ မြင်းနေကုံနေနဲ့လေးရတဲ့ကြံတယ်ကြောက်ခဲတွေထည့်ခိုင်းဘာမှလည်းဒိတ်ပဲစိတ်တူအဲ့ကြောက်ခဲတွေကိုတွန်ရမယ်ဆိုတော့ကြောက်ခဲအိတ်တွေကိုဖြေးပြီးတော့တွန်လိုက်တဲ့ခါမှာကြောက်ခဲတွေကိုပဲနဲ့အဲ့ဒါတွေကတော့ကြောက်တံပရမများတွေဖြစ်နေပျော်စရာကြီးဘူးနော်ကြောက်တံပရမများတွေလက်ကားရရင်ပျော်စရာကြီးဒါပေမဲ့ထူးဆန်းတာအဲ့ဒီကုံတွေတယောက်မှမပျော်ဘူးအံဩစရာကြီးတယောက်မှမပျော်ဘူးလေဘာလို့မပျော်တာလဲဆိုတော့ ဒီလိုမှသိရင်ကျန်တဲ့အိတ်တွေတွေကကိုယ်တွေပါသွန်ပြီးတော့ငါတို့အခုထည့်ခဲ့ပါလေကွာလို့တွေးနေကြမကြည်နဲ့နိုင်ရင်ပျော်ရွှင်မှုမရဘူးဟုတ်လားတကယ်တော့စိတ်ရဲ့ကြည်နဲ့မှုလေးကိုရဖို့ရာအရေးကြီးဆုံးအဲ့ဒါကိုမောင်တို့အဖြေမှားမနေနဲ့သဘောကနံပါတ်1အရေးကြီးတော့ဒါကလေးတွေကိုပြောတာပါနော်ဟာဒီလိုရွယ်လေးတွေအကုန်လုံးမြင်တော့စိတ်ထဲမှာ ဝမ်းတောင်နေတယ်မတရားလဲဩကြည့်ပါဦးများကြီးကိုကြီးရလူတွေဒီမှာရောက်နေဒီ20ဝန်းကျင်နေအဲဒီလေရေတဲ့ထိုင်နေကြတော့စိတ်ကိုမချမ်းသာနော်အတူလေးတွေအညီလေးတွေဆိုဘယ်လိုလဲဆိုတဲ့အတွေ့ပေါ့နော်အဲ့တော့နံပါတ်1မောင်တို့ဘာအရေးကြီးဆုံးကျမ်းပါအရေးကြီးဆုံးမပျက်စီးကြံစားထိမ့်သိမ့်ပြက်ပြီးမှထိမ့်လို့မရဘူးပြက်ပြီးမှအဲ့ဒါကြီးနဲ့အတူတူနေရတော့မှတသက်လုံး နောက်နံပါတ်2အရေးကြီးဆုံးကဘာလို့ဆိုတော့စိတ်ချမ်းသာဖို့အရေးကြီးအဲ့ဒီစိတ်ချမ်းသာဖို့အတွက်ဒီပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့စိတ်ကအများကြီးပူလောင်မှုပင်ပန်းမှုရှိစိတ်ကိုဘယ်လိုနှိမ့်ဆက်တအောင်ဆိုတော့လောဘနှိမ့်ဆက်တာပေါ့တကယ်တကယ်ဟုတ်လားအဲ့ဒါကိုဘာနဲ့ထိန်းရအောင်လို့ဆိုတော့ကျင့်တတ်နိုင်မှုနော်ကျင့်တတ်နိုင်မှုကျင့်တတ်မှုရဖို့ဆိုတာလည်းပဲတဘာဝကြာကြာတွေးတဲ့မှာကျင့်တတ်မှုကရဆိုရမှာဆိုကိုကဒီအခြေအနေကိုမကျင့်တတ်ဘူးဆိုရင် ပိုင်ဆိုင်မှုကလည်းနေတယ်လိုဝါရလည်းပင်ပန်းတယ်လိုဝါရဆင်းရဲဟာဆိုတဲ့အမြင်မျိုးမြင်မယ်ဆိုရင်ကျင့်တတ်နိုင်မလားကျင့်တတ်နိုင်ကျင့်တတ်တဲ့အဖြစ်မရဘူးနော်မကျင့်တတ်လို့လည်းပဲအဲ့ဒီအခြေအနေကြီးကကောင်းတဲ့ဘက်ကိုပြောင်းသွားသလားအဲ့လိုဆိုရင်မကျင်းတတ်မှုကြီးကအပူတက်တက်ကိုယ်ကိုနှိပ်ဆက်ဖို့ပဲဖြစ်နေတာပေါ့။ဖားတယ်လားစိတ်ထဲမှာ။ဖားတယ်။အဲ့လိုဆိုရင်ကျင်းတတ်မှုရအောင်တွေးရ။လူတွေးရမှာတော့ ကို့မှာဖြစ်နေတဲ့ကိစ္စတွေကအကုန်လုံးကိုလှုပ်ထားတာဖြစ်ဘူးဘုမကျေနပ်မှာတော့မကျေနပ်ရင်ကို့ကိုယ်ကိုမကျေနပ်ဖို့ပဲရှိဟုတ်လားဆိုကြပါစို့မောင်နှောကဘဝတန်တရားကိုယုံတဲ့လူတွေအကင်ကို့ရုပ်ရည်ကိုမကျေနပ်ဘူးဆိုကြပါမယ်အပုံကြီးရတယ်ဆိုးလိုက်တာဟုတ်လားအဲ့လိုဆိုရင်ဘုမကျေနပ်ဖြစ်မှာဩငါအရင်တော့ကရုပ်ဆိုးနေတဲ့စိတ်ထဲမှာအဆိုးဆုံးလို့ပြောရတဲ့ဒေါသတွေခဏခဏဖြစ်ဒေါသဖြစ်ရင် ယုတ်ကိုကနောက်ဘဝမှာဆိုးလာမှုတော့ဒေါသဖြစ်တော့ကိုဆိုးတော့တာဟုတ်တယ်မို့လားမှန်ပါဗျာအဲ့ဒါဘာအောင်ဆိုကိုလုံးတာကိုဖြစ်ဟုတ်တယ်မို့လားသူကြပါစို့မိဘကလည်းဟဲ့ဒီကောင်လေးငါတို့ဘဝထဲဝင်ခဲ့လို့ဆွဲခေါ်တာမဟုတ်ကိုကလည်းဘယ်မိဘထဲသွားခြင်းတယ်လို့ရွေးချယ်ခွင့်ရှိတာမဟုတ်ကံပြစ်ချရာဘုံဘုံတို့သွားပြီးတော့ဖြစ်ရတယ်နော်အမေဖေအသားမဲတယ်ဆိုရင်သားဖြူခြင်းတို့ပဲရမှာလို့သူတို့သွေးသားကပြီးပြီးတော့ကိုကဖြစ်ရတယ် ဟုတ်လားအဲ့လိုပဲအစလာရာရာအကုန်လုံးဟာငါကိုလုထတာကိုရတာကိုင်ဝေးပွားတဲ့အတိတ်ဘဝကိုလုဖြစ်တာမလုဖြစ်တာတွေကိုမယုံကြည်ဘူးသိပြီးတော့အလေးနဲ့မထားဘူးဆိုတော့ထားလိုက်ရောဒီဘဝမှာကိုပဲကိုလုတဲ့တိုင်ကိုဖြစ်တာပဲလေကိုလုကိုဒီလူကိုရွေးချယ်တော့ကိုဒီလူနဲ့ပဲအတူတူနေရမှာပဲပြီးမှမကြည်မနှက်ဖြစ်နေလို့မရဟုတ်တယ်မို့လားဒါရှင်းအောင်ပြောရအောင်ဘုံဘဝအကုန်လုံးကိုစိတ်ကူးနဲ့ကိုယ့်ဟာကိုလှုပ်လိုက်တာကြီးပဲအကုန်လုံးဟုတ်လား အဲ့လိုဆိုရင်ခုဖြစ်နေတာတွေကိုဘာမှမကြည်မနှံ့မဖြစ်နဲ့အဲ့ဒီတစ်ချက်ကိုတွေးတတ်ဖို့လိုတယ်။နောက်တစ်ချက်ကမကြည်မနှံ့ဖြစ်နေလို့လည်းဘာမှအကြောင်းမတူဘူးဆိုတဲ့ရလက်ကိုလည်းမြင်တတ်ဖို့လိုတယ်။ဟုတ်လား။ပြီးတော့ကို့ဟာကျင့်တတ်စရာတွေအများကြီးရှိတယ်ဆိုတာကိုလည်းပဲရှာတတ်ဖို့လည်းလိုသေးတယ်။မကျင့်တတ်စရာတွေကြီးမြင်နေရင်တော့မကြည်မနှံ့ဖြစ်မှာပဲ။ကျင့်တတ်စရာတွေလည်းပဲဘာလို့ရှိနေသေးတယ်။အဲ့ဒါဘာလို့ဆိုတော့နံပါတ်1ကျမ်းမာရေးကောင်းလို့ဆိုရင်ရန်ကျင့်တတ်စရာကောင်း။ဟုတ်တယ်မဟုတ်လား။ ကျမကြီးကောင်းလို့ရှိရင်ဘုဘုစင်းသားဒါအတင်းနဲ့ပြောတာနော်ကျမကြီးကောင်းရင်ကိုယ်ဘဝလေးကိုယ်စိတ်ကိုယ်ရုပ်ကိုပြန်ကြည့်လိုက်ရင်များသောအားဖြင့်ဒုက္ခဝေဒနာဖြစ်နေတာပဲများတယ်တက်ကောင်းတက်တာလေးဖြစ်နေတာလေးနေတာထိုင်တာဖြစ်နေတာလေးကိုတွေ့ရနိုင်အဲ့ဒါကျမကြီးကောင်းမှရနိုင်လားတကူကူဖောက်ပြန်နေရဆိုရနိုင်ကလားရနိုင်ဘူးဟုတ်လားပြီးတော့ကိုယ်မှာဆွမ်းစားရှိတယ်ကိုယ်မှာဘုဘဟိုတော့တရားလေးထည့်တယ်ပြီးတော့ဟုတ်ပါတယ်ဘယ်လိုစားရရှိလား ။ဝအောင်စားရရလားဆိုစားရပါလေတဲ့။လူအောင်ဝေးရရလားဝေးရပါ။ဒီလိုထိုင်လို့ကောင်းရလား။အိုကြီးညီညူနေရအောင်ဆိုးနေတာမရှိဘူး။ဘုလိုလေးလုံးနဲ့ဟောနေရရလားဆိုနေရပါလား။အဲ့လိုဆိုရင်ဘဝမှာဘာလိုသေးတော့လို့ပြော။တကယ်အရေးပါတဲ့အရေးကြီးတဲ့အခြေခံလိုအပ်ချက်တွေဘုမလို့ဘဝမှာမဖြစ်နေတော့ကြည့်စုံနေရတာတကယ်တကယ်ကမဖြစ်နေတော့ကြည့်စုံနေရတကယ်လို့ကြိုက်ရှည်လည်းမတော့ရေငတ်နေတယ် ားစရာလည်းမရှိဘူး။အလူအနဲ့တခါမိုးလုံးလေးလုံးထဲမှာမနေရဘူး။နေဘူးထဲမှာမိုးရထဲမှာနေရတယ်။ဝိဇ္ဇာဝတ်တော်ဆိုးဆိုးပြက်ပြက်ဖြစ်နေတယ်။အကျမကြီးကလည်းရမ်းပေါက်ပြက်နေဆိုဒါတကယ်ဒုက္ခကြီးတွေပေါ့နော်။အဲ့ဒီတကယ်ကြီးမားတဲ့ဒုက္ခကြီးတွေရှိသလား။ရှိပါဘူး။အဲ့လိုဆိုရင်စိတ်ကဘာလို့ဆင်းရဲနေတာတော့လို့မေးရင်ဟိုထက်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 ပြီးတော့လိုချင်နေတာရချင်နေတာတွေအလိုမပြည့်တဲ့အတွက်ကြောင့်စိတ်ကမကြည်မနက်ဖြစ်ရတာတွေကအများစုနော်။ဒါကစိတ်ချမ်းသာဖို့အတွက်ရောင်ရဲဖို့လိုတယ်ဆိုတဲ့အချက်ကိုပြောတာ။